မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ5ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စကမ်းသိတိုက်ပွဲသတင်းကတော့စကမ်းတိုင်းရွှေဘုံမြို့နယ်ဟင်းသာကြီးကျေးရွာနယ်တောင်လကျေးရွာတို့မှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းကုန်းနှစ်ခုကိုဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေကသိမ်းပိုက်နိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကဇွန်လ4ရက်နေ့မနေ့9နာရီလောက်ကစတင်ပြီးတော့ခလာရဆက်နှစ်ကစစ်ကောင်စီတပ်ဖွဲ့ဝင်နေတဲ့ဟင်းသာကြီးနဲ့မခောက်ကြီးရွာကပြူစောတိအဖွဲ့ဝင်တွေအထိုင်ချထားပြီးတော့အင်အား40လောက်စီရှိနေတဲ့အဲ့ဒီစစ်ကောင်စီရဲ့စခန်းကုန်းနှစ်ခုကိုကြပြိုင်နက်ထဲဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။စစ်ခွေးတွေဘက်က 2IC ကြတော့တောင်လာတောင်ကိုစစ်ကောင်စီကနေပြီးတော့ဆုတ်ပေးလိုက်တယ်။ရတဲ့ဂုံနှကုံစလုံးကစစ်ကောင်စီဘက်ကဆုတ်ပြေးသွားတာပါ။တိုက်ရင်းနဲ့စစ်ကောင်စီဘက်တွေကဆုတ်ခွာထွက်ပြေးသွားတယ်လို့တိုက်ပွဲအခြေအနေကိုသိရှိထားတယ်။ ခြေတန်းကဒေသခံကာကွယ်အဖွဲ့ဝင်တို့ကပြန်လည်ပြောပြထားပါတယ်တိုက်ပွဲဖြစ်နေရင်ညနေ3:00နာရီကျော်လောက်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်ကစုခွာသွားခဲ့ပြီးတော့တိုက်ပွဲအတွင်းမှာခလာရဆက်နှစ်က 2IC ဒုတက်ရင်းမှုဆိုတဲ့သူတို့တေဆုံးတာကိုမြေပြင်တပ်ဖွဲ့ဝင်တွေစီကနေပြီးတော့အတီးပြုတ်နိုင်ပါတယ်တိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေတေဆုံးမှုအခြေအနေနဲ့လက်နက်ခဲယမ်းရရှိမှုအခြေအနေတွေကိုတော့ ်တပ်ဆိုင်ရာတိုင်ရင်တွေကနေသတင်းထုတ်ပြမယ်လို့သိရပြီးဒေတာကာကွယ်ပူးပေါင်းတပ်ဖွဲ့တွေဘက်ကလည်းတိတ်ဆုံးထိခဲ့တဲ့သူတွေရှိတယ်လို့ပြောဆိုထားပါတယ်ကျွန်တော်တို့စီကတော့သတင်းရောက်ထားတာကတိမ့်ထားတာကတော့သိရတယ်အခြေအနေအသိစိတ်တော့မသိရသေးဘူးလို့ရွှေဘိုခရံတိုင်ရင်15ကတက်ထောက်တောင်းဝင်ခံကပြောပြထားပါတယ်တိုက်ပွဲဖြစ်ပွားနေတဲ့အချိန်မှာစစ်ကောင်စီဘက်က Jet Fighter တစ်စီးနဲ့ဘုံကျဲတာစစ်တပ်နဲ့ပြစ်ခတ်တာတွေရှိခဲ့တယ်လို့သိရပါဗါးအဲ့ဒီတိုက်ခတ်မှုကိုရွှေဘုံခရအမှတ်15တပ်ရင်း23 26 28နဲ့တိုက်ရင်းတိတ်ခွန်3တပ်အပအဝင် ပူးပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဇွန်လ28ရက်နေ့ကလည်းရွှေဘုံမြို့နယ်ဟင်းသာကြီးကျေးဝါမှာရှိတဲ့ပြူစောတိစခန်းစစ်ကောင်စီစခန်းကုန်းနဲ့ဘုံနဲ့တောင်စစ်ကောင်စီစခန်းတို့ကိုတိုက်ခိုက်ခဲ့ရာစစ်ကောင်စီဘက်က24ဦးသေဆုံးပြီးပူးပေါင်းတပ်ဖွဲ့တွေဘက်က2ဦးသေဆုံးက4ဦးဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စကိုင်းတိုင်းစကိုင်းမြို့အနီးမှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့စစ်စေးရေးဂိတ်ကိုဝင်ရောက်ပစ်ခတ်ရာစစ်သား၃ဦးတိတ်ဆုံးပြီးတော့တနက်တလတ်တင်းစီရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့ဇူလိုင်လ9ရက်နေ့မနက်7:00နာရီခွဲအချိန်ကမှစကိုင်းမြို့နယ်ဝါချက်ကျေးရွာကြားမှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့စစ်စေးရေးဂိတ်ကိုတော်လိုင်းတပ်ဖွဲ့များကဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျာ ၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား3ဦးသေဆုံးပြီး MA1 အမျိုးအစားတနက်တလက်ကိုတင်းစီရရှိခဲ့တယ်လို့သိရပါဗျ။သခိုင်းမြို့နယ်ဝါချက်ကျေးရွာကြားမှာရှိတဲ့စစ်စေးရေးဂိတ်ကိုဝင်ရောက်ပြီးတော့တိုက်ခိုက်ခဲ့တာပါ။တိုက်ပွဲကြာချိန်ကနိုင်ဝက်လောက်ပဲကြားတယ်စစ်ခွေး3ောက်တေးပြီးတော့ MA1 တနက်ရလိုက်ပါတယ်လို့မင်းကုန်းတိုက်နယ်ပလဖကတောင်ရှိသူကရှင်းပြထားပါဗျ။၎င်းတိုက်ခိုက်မှုကိုမင်းကုန်းတိုက်နယ်ပလဖနဲ့အတူ Black Arrow တောင်ရိုးပြောက်ကြား local အဖွဲ့တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အကြံဖတ်စစ်ကောင်စီကအသက်16နှစ်ကနေအသက်35နှစ်အတွင်းအကျုံးဝင်တဲ့လူငယ်များကိုစစ်မှုထမ်းရမယ်လို့အတင်းအကျပ်ခိုင်းစီခဲ့တော်လဲနေပြည်တော်ကဗိုလ်ချုပ်ကြီးနှစ်ဦးရဲ့တားဖြစ်တဲ့သူတွေကတော့စစ်မှုထမ်းစီးရင်ထဲမှာပါဝင်ခြင်းမရှိဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်တပ်ရဲ့ကြီးရေလေညှိနှိုင်းကုတ်ကဲရေးမှု ဗိုလ်ချုပ်ကြီးကျော်စွာလင်းရဲ့တားဖြစ်သူအုပ်စိုးခန်စစ်ကောင်စီရဲ့တွဲပတ်အတွင်းရင်းမှုဗိုလ်ချုပ်ကြီးရဲဝင်းဦးရဲ့တားထက်ရဲနောင်တို့ဟာစစ်မှုထမ်းဥပဒေအရစစ်မှုထမ်းရမယ့်အသက်အရွယ်မှာအကျုံးဝင်နေပြီးတော့နေပြည်တော်မှာနေထိုင်ကြတော့လဲနေပြည်တော်စစ်မှုထမ်းစင့်ခေါ်ရေးအဖွဲ့ရဲ့စစ်မှုထမ်းရမယ့်လူငယ်များဆိုင်ရင်းမှာပါဝင်ခြင်းမရှိဘူးလို့သိရပါတယ်ပြည်ထောင်ဝင်ကြီးဟောင်းဒုတိယဗိုလ်ချုပ်ကြီးဟောင်း စိုးထုတ်ရဲ့သားသုံးဦးတည်းကအငယ်ဆုံးဖြစ်တဲ့စီတူထုတ်ဟာလဲစစ်မှုထမ်းရမယ့်အသက်အရွယ်မှာအကျုံးဝင်နေတော့လဲစစ်မှုထမ်းစီးရင်ထဲမှာမပါဝင်သေးဘူးလို့သိရပါတယ်အလားတူပဲနေပြည်တော်မှာတာဝန်ထမ်းဆောင်ပြီးတော့နေထိုင်နေကြတယ်စစ်ခွေးတက်ကဗိုလ်ချုပ်ဗိုလ်မှူးချုပ်နဲ့ဗိုလ်မှူးကြီးအဆင့်ရှိတဲ့စစ်ရာရှိကြီးများရဲ့ပါးများဆွေမျိုးတော်ဆက်တဲ့တူတွေသားတွေဟာ နေပြည်တော်သကောင်ဆင်းဝင်များဖြစ်တယ်လို့သိရပါဗါးဒါပေမဲ့သကောင်ဆင်းကိုအခြေခံပြီးတော့ပြုစုထားတဲ့စစ်မှုထမ်းမဲ့လူငယ်များစီးရင်ထဲမှာပါဝင်ခြင်းမရှိဘူးလို့သိရပါဗါးစစ်မှုထမ်းကင်းလွတ်ခွင့်ပေးထားခြင်းမဟုတ်ဘဲနဲ့သကောင်ဆင်းကိုအခြေခံကောက်ခံတဲ့စစ်မှုထမ်းစီးရင်ထဲမှာတွင်၎င်းတို့ကိုစစ်မှုထမ်းမဲ့သူများအဖြစ်နဲ့ခက်သွင်းထားခြင်းမရှိဘူးလို့သိရပါဗါးစစ်ဘက်အရက်ဘက်ဌာနအကြီးအကဲတွေနဲ့အရာရှိတွေရဲ့သားတွေကစစ်မှုထမ်းကင်းလွတ်ခွင့်ရထားတာမျိုးတော့မဟုတ်ပါဘူးစစ်မှုထမ်းစီးရင်ထဲမှာကိုမပါတာထဲ့ကိုမထည့်ထားတာလို့ နေပြည်တော်ကစစ်မှုထမ်းစင်ခေါ်ရေးအဖွဲ့နဲ့ဤဆက်တဲ့သတင်းရင်းမြစ်ကပြောပြထားပါတယ်စစ်ခွေးအုပ်စုကပြတ်ထန်းထားတယ်ပြည်သူစစ်မှုထမ်းဥပဒေမှာကင်းလွတ်ခွင့်ရရှိသူများအဖြစ်သာသနာဝန်ထမ်းများအိမ်အောင်တဲ့အမျိုးသမီးများအိမ်အောင်ပြတ်တော်လဲသာသမီရှိတဲ့အမျိုးသမီးများလည်းပါဝင်တယ်လို့သိရပါတယ်ကိုလက်အင်းကတခုခုအများရန်မတတ်မဆွမ်းဖြစ်နေသူများတမတော်စစ်စစ်ရေးဘုတ်အဖွဲ့က ပြည်သူစစ်မှုထမ်းရန်အမြဲတမ်းမသင့်မျောသူဖြစ်ကြောင်းသတ်မှတ်ထားသူများပြည်သူစစ်မှုထမ်းစစ်ခေါ်ရေးအဖွဲ့ကအမိန့်ထုတ်ပြန်ပြီးတော့ကင်းလွတ်ခွင့်ပြုထားသူများလို့ပြဋ္ဌာန်းထားပါတယ်အလားတူပဲပြည်သူစစ်မှုထမ်းနေဥပဒေမှာစစ်မှုထမ်းကင်းလွတ်ခွင့်ရရှိသူများအဖြစ်အသေးစိတ်ထပ်မံဖော်ပြထားရမှာသာသနာဝန်ထမ်းများကိုလက်အင်္ဂါတခုခုအမြဲတမ်းမတန်ဆွမ်းသူများတက်မတော်စစ်စစ်ရေးဘုတ်အဖွဲ့ကပြည်သူစစ်မှုထမ်းရန်မသင့်လျော်သူများဖြစ်ကြောင်းသတ်မှတ်ထားသူများပြည်သူစစ်မှုထမ်းစစ်ခေါ်ရေးဘဟုအဖွဲ့ကအမိန့်ထုတ်ပြန်ပြီးတော့ကင်းလွတ်ခွင့်ပြုထားသူများ ညံရင်ညံသွင်းမမိခြင်းနဲ့အကျင့်စာရိတ္တပြပြခြင်းတို့ကြောင့်စိတ်မှုထမ်းရမသိင်လျော်သူများစိတ်စိတ်ချက်များအရာစိတ်ပေါ်တော့နေသူများဖြစ်ခြင်းသို့မဟုတ်စိတ်ပေါ်တော့နေတယ်လို့သက်ဆိုင်ရာဥပဒေကပြဋ္ဌာန်းထားတဲ့အတိုင်းသတ်မှတ်ခံရသူများနိုင်ငံအတွက်တာဝန်ထမ်းနေပြီးတော့အစားထိုးရမဖြစ်နိုင်သေးတဲ့အသိပညာရှင်အတတ်ပညာရှင်များတိုက်ပွဲမှာကြာဆုံးခဲ့တဲ့တပ်မတော်သားများမြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်ပြည်သူ့စစ်အဖွဲ့ဝင်များရဲ့ တာသမီးအရင်းချမွေးစားတာသမီးများမပါအကယ်၍၎င်းတို့ရဲ့တာသမီးအရင်းများဟာကိုယ်တိုင်ဆန္ဒပြုပါကစစ်မှုထမ်းရန်ခွင့်ပြုနိုင်သည်အာဆီယံအဆင့်အာရှအဆင့်ကမ္ဘာအဆင့်အာဂဇာပြိုင်ပွဲများမှာရွှေငွေကြေးတစ်စိတ်တစ်ခုခုရရှိထားတဲ့အာဂဇာသမားများနိုင်ငံတော်ဝင်ကိုထမ်းဆောင်နေတဲ့တဆက်ဆက်တဲ့လုတ်တက်နှက်နှင်းနဲ့အထက်ရှိတဲ့ဆရာဝန်နဲ့သူနာပြုများတဆက်ဆက်တဲ့လုတ်တက်နှက်နှင်းနဲ့အထက်ရှိတဲ့စစ်သည်အစားထိုးခန့် အရက်တောင်ဝန်ထမ်းများပါဝင်တယ်လို့သိရပါတယ်။နေပြည်တော်ကစစ်ခွေးတိုက်ရဲ့စစ်ဘက်နဲ့အရက်ဘက်အရာရှိများရဲ့သားတွေကတော့စစ်မှုထမ်းဥပဒေနဲ့ဤပညာဥပဒေပြဋ္ဌာန်းချက်တွေဖြစ်တဲ့ကင်းလွတ်ခွင့်ရရှိထားသူဇယင်းထဲမှာအကျုံးမဝင်ဘူးလို့တွေ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။သတင်းတွေကိုတင်ဆက်ပေးနေရင်ဂျားဖြတ်ပြီးတော့အကူအညီတောင်းကြင်တာလေးကတော့ ၄နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကိုအစဉ်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ပင်းရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့မြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာနေစဉ်မပြတ်အစဉ်အမြဲတမ်းအားပေးနေတဲ့မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့စကိုင်းတိုင်းကံဘလူမြို့နယ်ရွှေဘုံမြေကြီးနားလမ်းရှောင်းကွင်းလမ်းပေါ်ကတရီမိုရွာလမ်းဆောင်ကိုမနေ့ကညနေပိုင်းကစေကောင်းစေအုပ်စုကဘုံကျဲတိုက်ခိုက်သွားတဲ့အတွက်ခီးသွွားကားတွေနဲ့ခီးသွွားပြည်သူတွေထိမှန်ပြီးတော့ထိခိုက်ဒဏ်ရာရရှိသူတေဆုံးသူ ဒါအစင်းနဲ့ချီပြီးတော့ရှိနိုင်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇွန်လ4ရက်နေ့ညနေ6:00နာရီခွဲလောက်ကကမ့်မလူနဲ့တီတီမုံရွာလမ်းစုံကိုအကြက်ဘတ်စစ်ခွေးတက်က Jet Fighter 4ရက်20နဲ့ဘုံသုံးလုံးကျဲချသွားတယ်လို့သိရပါဗျ။တီတီမုံနားတော့ဝိုက်လို့ပြောရမှာပေါ့။ကားတွေ view ဟာလမ်းကနေကွင်းထားတဲ့နေရာ တေဆုံးတာက73ရောက်တော့ကြားတယ်ဒါပေမဲ့အတိအကျတော့မသိရသေးဘူးတေဆုံးတာကမနေ့ကအထိတော့2ရောက်ပဲလောလောဆယ်တော့မကြားမိသေးဘူးလို့ကမ်ဘလူခိုင်ပလဖအဖွဲ့ဝင်တို့ကပြောပြထားပါတယ်ဘုံထိမှန်တဲ့ဒူတွေထဲမှာကာသမအပါဝင်နေရာဆောင်ကလိုက်ပါလာတဲ့ခီးသွွားပြည်သူတွေဖြစ်တာကြောင့်တေဆုံးဒဏ်ရာရှိသူတွေကိုအတိအကျမသိနိုင်သေးပဲတေဆုံးသူဒါစင်ကျော်ရှိနိုင်တယ်လို့ဒဏ်ရာရှိသူတွေဟာလည်း73ဦးထက်ပိုနိုင်တယ်လို့သူကပြောပါတယ်လက်ရှိမှာထိခိုက်ဒဏ်ရာရှိတဲ့သူတွေကို၃နေရာခွဲထားပြီးတော့စေကူတနိုင်ဖို့စူးစမ်းနေတယ်လို့သိရပါတယ်ဒဏ်ရာရတာကလည်း ်73ဦးထက်ပိုနိုင်ပါတယ်ဘာလို့ပိုနိုင်တာလဲဆိုတော့ကားတန်းကကားသမားတွေရောထိတာဆိုတော့ခီးသွားပြည်သူတွေရောနေရာဆောင်ကနေလာမှာပဲဗျအကုန်လုံးလုံးစည်းပတ်စီတော့မသိနိုင်ဘူးစေကန်းက3နေရာခွဲပြီးပို့ထားပါတယ်ဒစီးတစ်လုံးနဲ့ဆိုရင်တော့တမ်းပြီးသိတယ်အစဉ်ပြေတဲ့နေရာတွေကိုခွဲပို့ထားတာလို့ကမ်းဘလူမြို့နယ်ပလဖအဖွဲ့ဝင်ကရှင်းပြထားပါတယ်စေကောင်းစီအုပ်စုကဘုံကျဲတိုက်ခိုက်ခဲ့တယ်သတိမုံရွာလမ်းဆောင်ဟာရွှေဘုံမြေကြီးနားရှောင်းကွင်းလမ်းအဖြစ်နဲ့အသုံးပြုနေတယ် ေကြီးကွင်းလမ်းရဲ့လမ်းမိုက်တနေရာဖြစ်တယ်လို့သိရပါတယ်။ရွှေဘုံမြေကြီးနားလမ်းမှာစစ်ခွေးတပ်ကဂိတ်ဖွဲ့ငွေညက်တာပေါ်တာဆွဲတာထင်းတိုင်းကျဲပစ်ခတ်တာတွေကိုလုပ်နေလို့ခီးသွားပြည်သူတွေအနေနဲ့ကွင်းလမ်းကနေပြီးတော့တွာလာဖို့တော်လိုင်းအဖွဲ့တွေကတတ်မှတ်ပေးထားပြီးပေကြီးကွင်းလမ်းကိုအသုံးပြုသူတိုင်းတိရိမော်ရွာလမ်းဆောင်ကိုဖြတ်တန်းသွားရတာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။ကားတွေဘျူဟာလမ်းကနေပြီးတော့ကွင်းထားတဲ့နေရာ ပေကြီးလန်းကွင်းလို့လည်းခေါ်တယ်။အဲ့ဒီဘက်ကငါပြောတိုင်းကွင်းလန်းလို့လည်းခေါ်တယ်။ယမန်နေကွင်းလန်းလို့လည်းခေါ်တယ်။လမ်းတစ်လျှောက်ကရွာတွေကွင်းလန်းလို့ခေါ်ကြတာလို့ကမ်းဘလူမြို့နယ်ပါလဖအဖွဲ့ဝင်ကရှင်းပြထားပါဗျာ။ အချမ်းဖတ်စစ်ခွေးအုပ်စုဟာနိုင်ငံတော်ဝန်ကအရက်သားပြည်သူတွေကိုပါထိန်းနှံကျဲဘုံကျဲနေတာဖြစ်ပြီးမေလာအတွင်းနိုင်ငံတော်ဝန်လုံးကို196ကြိမ်လေချောင်းကနေတိုက်ခိုက်ခဲ့ရာကလေးတငယ်တွေအပါအဝင်အရက်သားပြည်သူ189ဦးသေဆုံးခဲ့တယ်လို့လွတ်လပ်တဲ့သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ညံလင်းတဲ့သုတေသနအဖွဲ့ကစည်ရင်းပြုစုထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းမြန်မြို့နယ်တောင်ပိုင်း Orange ကျေးရွာကိုအကြမ်းဖက်စစ်ခွေးတပ်ကစစ်တပ်၄ထိပါရာမော်တာများနဲ့ဘုံကျဲသွားခဲ့ရာအမျိုးသားတို့ထိဆုံးခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့ဇူလိုင်လ9ရက်နေ့မနက်7:00မိနစ်အချိန်မှာမြန်မြို့နယ်တောင်ပိုင်းမှာရှိတဲ့ Orange ကျေးရွာကိုပခုတ်ကူမြို့တပ်မတရတိုက်ကနေတက်လာတဲ့စစ်တပ်၄ထိပါရာမော်တာ၂စီးက ဘုံနှလုံးကျဲချသွားခဲ့ရာဝယုံပင်ချားမှာပုံခုနေတဲ့အသက်43နှစ်အရွယ်အမျိုးသားတဦးတင်ဆုံးခဲ့ရတယ်လို့သိရပါဗျ။နေအိမ်ရှိဝယုံပင်ချားမှာပုံခုနေရင်းနဲ့ ဘုံစားကနောက်ကျောကနေဖောက်ထွက်သွားတာပါဘုံကိုကျင်းတဲ့ဝင်းချိန်မရလိုက်တာလည်းဖြစ်မယ်ချမယ်လို့လည်းမထင်လို့နေမှာပေါ့ဘုံကိုကျင်းတဲ့ဝင်းနေမယ်ဒါမှမဟုတ်မြေပြင်ပေါ်မှာမှောက်နေခဲ့မယ်ဆိုရင်တော့လွတ်နိုင်ပါတယ်အဲ့ဒီရွာမှာဘာတိုက်ပွဲမှလည်းမရှိပါဘူး PDF တွေရဲ့စခန်းလည်းမရှိဘူးဘာမှမရှိဘဲနဲ့ကိုတတ်တတ်လာကျဲသွားတာလို့အညာမြေအရက်ဘက်လူမှုအဖွဲ့အစည်းမြိုင်ကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်ပြည်သူများအနေနဲ့ အကြမ်းဖက်စစ်ခွေးတိုက်ရဲ့လေရင်စက်တပ်လေထီ drone များကိုတွေ့ရှိပါကစူးစမ်းလေ့လာခြင်းမျိုးမပြုတ်လို့ပဲဘုံကိုကျင်းထဲမှာဝင်ရောက်ပုံခုကြရန်လေချောင်းရန်ကာကွယ်နိုင်ရအတွက်လေချောင်းဆိုင်ရာသတိပေးချက်များကိုလိုက်နာပေးကြပါရနဲ့ဘုံကိုကျင်းများကိုခိုင်ခိုင်မာမာတူးထားကြရန်တော်လိုင်းအဖွဲ့များကတိုက်တွန်းထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပေါ်နေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းဘတ်စစ်အာဏာရှင်ဆန်တဲ့စိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ